မင်္ဂလာပါရှင် Honest Review Season ကနေကြိုဆိုလိုက်ပါရစေ။အားလုံးပဲမင်္ဂလာပါ။ကျမနာမည်ကတော့မပီဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ RP2 နဲ့ Haley တို့ရဲ့မယကဆွေတခြင်းလေးကို review လုပ်ပေးခြင်းပါတယ်။တခြင်းလေးကိုအတူတူနားဆင်ကြည့်လိုက်ရအောင်နော်။မူကိစ္စအားလုံးတော်ဝင်ပေးပါကုန်လုံးလုံး။ Haley တဲ့ပြုံးလေးတဲ့မှာချက်ရှုံးတဲ့ပျော်ဆုံးမောင်။မိမချောက်တဲ့နယ်လို့တငယ်ချင်းနဲ့မျက်မှောင်ကျိုးစေ။ပြောလေကြီးဆမ်းရဲ့တဲ့မင်းတို့ babe my god you the bear no i'm see the epic name my god i found in ya that way you and the side of me so the moon the chick the hope the miss they die ya babe my god chin on sway they were to me ancient di chap yo be look go pip pin man and chat ဒီတချင်းလေးမှာဆိုလို့ရှိရင်ချစ်သူအမျိုးသားနဲ့အမျိုးသမီးချားမှာကောင်းလေးကနေပြီးတော့အရင်ချစ်သားကြောင့်မို့လို့အိမ်မှုကိစ္စတွေအကုန်လုံးကိုလုပ်ပေးမယ်အမျိုးသမီးလေးကိုဖူးဖူးမုတ်ထားမယ်နိုင်အောင်တွေ့လဲမထွက်တော့ဘူးပြောစကားနားထောင်မယ် စသဖြင့်ချစ်စရာကောင်းအောင်ရေးဖွဲ့ထားတာဖြစ်ပါတယ်။ဝါရကတ်ဆိုတဲ့စကားလုံးကတော့မယက်ချောက်ကိုအတူကောက်ခေါ်တာဖြစ်ပါတယ်။ဒီမယက်ချောက်ဆိုတဲ့စကားလုံးကိုများတော့အဖင်ယောက်ျားလေးအချင်းချင်းဒါမှမဟုတ်ပဝင်းကျင်ကနေပြီးတော့ကို့အမျိုးသမီးတွေအတွက်ဘာမဆိုလုပ်ပေးပြီးတော့ပြောစကားနားထောင်တဲ့အမျိုးသားတွေကိုလောင်ပြောင်ပြီးတော့ခေါ်လိရှိတဲ့စကားလုံးပဲဖြစ်ပါတယ်။တကယ်တော့ဒီစကားလုံးဟာဆိုရင်သမီးစားစစ်စင်ရေးတစ်ခုမှဖြစ်စေအိမ်တော်တစ်ခုမှဖြစ်စေယောက်ျားလေးတွေကိုလူမှုပဝင်းကျင်အတိုင်းကသတ်မှတ်ထားတဲ့စံနှုန်းတွေထဲမဝင်လို့ရှိရင် ခေါ်ဆိုကြတဲ့စကားလုံးပဲဖြစ်ပါတယ်။ဒီလိုသတ်မှတ်ထားတဲ့စံနှုန်းတွေကဘာတွေလဲဆိုတော့အိမ်ထောင်ဒါမှမဟုတ်သမီးဟိစဆစ်ဆိုင်ရေးတခုမှာအမျိုးသားတွေကသာဦးဆောင်ရမယ်။အမျိုးသမီးတွေကအမျိုးသားတွေရဲ့ဦးဆောင်မှုနောက်ကိုလိုက်ရမယ်။အမျိုးသားတွေကအသာစီးရနေရမယ်။အမျိုးသမီးတွေကတော့နာခံကြိုးလွန်ဖို့ဖြစ်တယ်။အိမ်ထောင်မှုကိစ္စတွေမှာအမျိုးသမီးတွေရဲ့တာဝန်အဓိကဖြစ်တယ်လို့တရားစီသတ်မှတ်ထားတဲ့စံနှုန်းများဖြစ်ပါတယ်။ဒီစံနှုန်းတွေဟာဆိုလို့ရှိရင်ဖွားဒီကြီးစိုးမှုကနေမြပြားခံရပြီးတော့ လူမှုအဖွဲ့အစည်းထဲမှာအယိုးဆွဲသားကြနေခဲ့ပြီးဖြစ်နေတာကြောင့်မို့လို့ရှိနေမှန်းသတိမထားမိတတ်ကြပါဘူးဒီလိုစံနှုန်းတွေနဲ့မကိုက်ညီရင်မျိုးသားတွေဟာအချင်းချင်းမရကြောက်မရကဆိုပြီးမခံကြည့်မခံတာဖြစ်အောင်စလူရှိကြပါတယ်ကိုချစ်သူကိုအလိုလိုက်ရင်ပဲအလိုလိုမရကဖြစ်သွားကြသလိုပုံဖော်တဲ့အခါမှာအမျိုးသားတအူးကကိုမင်းမကိုချစ်တယ်အလုပ်တွေလုပ်ပေးတယ်ဆိုတာကိုတေးတင်သွားအောင်တင်ငင်သွားအောင်လုပ်ပြလိုက်တာနဲ့အတူတူပါပဲဒါကြောင့်အမျိုးသားတွေဟာကိုချစ်သူအမျိုးသမီးတွေကိုချစ်ရင်တောင်မှ မယကလို့လောင်ခံရမှာဆိုတဲ့အတွက်ကြောင့်မလို့မလုပ်ပေးရစတာခိုးလုပ်ပေးကြတာတွေရှိပါတယ်တကယ်တော့သမီးစားအင်တာဗျူစရဲ့ဆက်ဆံရေးတွေမှာအိမ်မှုကိစ္စပြုစုယူရောက်မှုဆိုတာတွေဟာနှစ်ဦးနှစ်ဖက်အပြန်အလှန်နားလည်စွာနဲ့လုံဆောင်ပေးရမယ့်အရာတွေပဲဖြစ်ပါတယ်ဒီအတွက်ကိုပတ်ဝန်းကျင်မှာဒီလိုဆက်ဆံရေးတွေရှိလာတဲ့ဆိုရင်မယကြောင့်မယကအစရှိတဲ့စကလုံးတွေနဲ့အရှက်ရအောင် မလောင်ပြောင်ကြဖို့လိုပါတယ်လို့သိပြီးညီကုန်းချုပ်ပြရစီရှင် ီနေ့စီစဉ်ကတော့ဒီမာတင်ပြီးဆုံးပါပြီ။အိရှာရဲ့စာဖတ်ပရိသတ်တွေအနေနဲ့လည်းဒီလိုမျိုးဟာတာအငိတ်တွေ၊ရုပ်ရှင်တွေ၊တချင်းတွေ၊ကြော်ညာတွေတဲကနေတဆင့်လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုနဲ့အကျဉ်းဖတ်မှုမြောက်စေတဲ့ဖော်ပြမှုတွေ၊ပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့အမြင်သဘောထားတွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။